အားလုံးမင်္ဂလာပါခင်ဗျာရန်ကုန်မြို့လေကောင်ထဲအထီကိုတောင်မှ PDF မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကဝင်ရောက်လှုပ်ရှားနေနိုင်ပြီဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကတော့နိုဝင်ဘာလ25ရက်နေ့ဖြစ်ပါတယ်ဒီနေ့နိုဝင်ဘာ25ရက်နေ့မနက်တနာရီလောက်မှာရန်ကုန်မြို့လေကောင်မှာရှိတဲ့ကြောက်တရားရဲစခန်းကို PDF တွေမြို့ပြပျောက်ကြားတပ်ဖွဲ့တွေကလက်ပြုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက် ဒါကြောက်တရားရစကန်ရှိမှရှိတဲ့ကင်းတဲအနီးကိုခြားရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။အဲ့တော့ဒီတိုက်ခိုက်မှုအတွင်းမှာထိခိုက်မှုတွေရှိတယ်လို့လည်းကျွန်တော်တို့သိရပါတယ်။အဲ့တော့အဲဒီလိုကြောက်တရားမျိုးမှရစကန်ဆိုတာဒီစုလေဖျားလမ်းပေါ့နော်စုလေဖျားလမ်းမပေါ်မှာရှိတယ်။ရန်ကုန်မြို့လေကောင်ကဟလာလုံကြုံရဲတင်းကျပ်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုနေရာကိုဝင်ရောက်ပြီးတော့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဲ့တော့ဒီတိုက်ခိုက်မှုကိုဆိုလို့ရှိရင်ဒါ operation fin ပေါ့နော်တပ်ဖွဲ့နဲ့အတူနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြီးမြတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့လာတမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာအဲ့တော့ဒီစစ်စင်ဒီလိုပူပေါင်းလှုပ်ဆောင်ခဲ့တဲ့စစ်စင်ကို fire power အထူးစစ်စင်ရဲ့အဖြစ်နာမည်ပေးထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ အဲ့တော့အခုနောက်ပိုင်းဆိုရင်အာနာသိန်းစစ်တပ်ဟာရန်ကုန်မြို့မှာဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲဆွယ်စည်းရုံးတာတွေလုပ်နေတယ်။ဒါကြောင့်မို့လို့ဒီစခန်းကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာ။အဲ့တော့ဒါဒီသတင်းကျွန်တော်သိထားတဲ့အချက်လက်တွေကိုလာပြောပြပေးတာဖြစ်ပါတယ်။ဒီလိုမြို့ပြတဲ့အထိဝင်ရောက်တိုက်ခိုက်နေတဲ့ဒီလိုစစ်စင်နဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့အနေနဲ့ဘလို့မြင်လဲကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုအောက်က comment တွေမှာဝင်ရောက်မှတ်ချက်ပေးရေးသားနိုင်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။